ဒီနေ့တော့ကျမတို့တွေတောင်ဆန်းစုကြည်နဲ့ဆိုင်တဲ့တည်င်းနဲ့ဆ ਾਇ ရအောင်ပါဖန်းစီအချင်းချခံထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ရဲ့မွေးနေ့မတိုင်ခင်တရက်အလိုမှာပဲမွေးနေ့ဆုတောင်းရုပ်တံဖိုင်ဒီ၈တောင်းပြည့်သွားပြီလို့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကထုတ်ပြန်ပါတယ်ဆု80 birthday ကမ်ပိန်းလို့နာမည်ပေးထားတဲ့ဒီကမ်ပိန်းကဂိနစ်စံချိန်တင်နိုင်ရေးကြိုးပမ်းနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီကမ်ပိန်းကိုဇွန်လ19ရက်နေ့တောင်ဆန်းစုကြည်ရဲ့ အသက်80ပြည့်မွေးနေ့မှာဒီညနေပိုင်းမှာပေါ့လေရုတ်တံလက်ခံမှုကိုရပ်မှာဖြစ်တယ်လို့ကြေညာချပေမဲ့ဒီမွေးနေ့မတိုင်ခင်တရက်အလိုမှာပဲမွေးနေ့ဆုတောင်းရီမန်းချက်ပြည့်သွားခဲ့တာဖြစ်ပါတယ်တမတ်ရုတ်တံအရေးအတွက်၈တောင်းပြည့်သွားပြီဖြစ်ပေမဲ့မူလသတ်မှတ်ထားတဲ့အတိုင်းဂျွန်လ19ရက်နေ့အထိဆက်လက်ပေးပို့ကြဖို့ကိုလည်းကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကတိုက်တွန်းထားပါတယ်ဒီကမ်ပိန်းမှာပါဝင်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားအငယ်ဦးထိန်လင်းခေါ်ခင်အရစ်ကလည်းပါဝင် ဲ့ဆုတောင်းပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။